ကဲကျွန်တော်တို့ချစ်တော်မွေးရချာနေမြန်မာပြည်မှာစစ်အာဏာရှင်စနစ်အပြည့်အစုံတက်ရေးအတွက်ရောက်ရရမကြာရတာဝင်ဆန်းဆောင်ပေးနေကြတော့တော်လန်ညီကိုမောင်မများအားလုံးကိုရောစိတ်ပါကြမှာစမ်းပါကြပါစို့ဒီကနေ့ဒီနေ့ကျွန်တော်တို့တိုင်းပြည်မှာငလင်တံကိုခါခါတီးတီးခံစားနေကြရပြီးတော့ဒီငလင်တံအကြောင်းမလို့ကျွန်တော်တို့ တတိုင်းပြည်လုံးဟာကြေကွဲဝမ်းလဲစွာနဲ့တတိုင်းပြည်လုံးမှာကျွန်တော်တို့ရက်ရည်ချောင်းစီးသွေးချောင်းစီးနေရပါတယ်အခုလိုသွေးချောင်းစီးနေရတဲ့ကာလမှာအားလုံးရဲ့ဝမ်းလဲကြေကွဲမှုဒုက္ခမျိုးစုံကိုစစ်အာဏာရှင်အကြမ်းဖက်လူသက်ကောင်မင်းအောင်နိုင်ရဲ့အကြမ်းဖက်ဝါရောက်ကိုတတိုင်းပြည်လုံးခံစားနေရတဲ့ကြားတွေကမှာတဘာဝဘီအန်နေကိုလည်းခံစားနေရတဲ့ကြားတွေကမှာ နိုင်ငံခေါင်းဆောင်တယောက်တက်လို့နေပြီးတော့နိုင်ငံခေါင်းဆောင်စိတ်ဓာတ်မရှိတဲ့ပြင်နိုင်ငံသူနိုင်ငံသားတယောက်နိုင်ငံသားကောင်းတယောက်ရဲ့စိတ်ဓာတ်လောက်တောင်မှမရှိတဲ့ဒီမင်းအောင်လှအယုဓမာကမလင်တန်ကြောင့်သွေးချောင်းစီနေရီချောင်းစီနေတဲ့ပြည်သူလူတို့ဟိုးမိုးကောင်းငယ်ထက်ကနေပြီးတော့ဘုံနဲ့ကျဲချပြီးတော့တိုင်းသူပြည်သားတွေကိုတပ်ဖြတ်နေပါတယ်အဲ့ဒီတော့ကြောင့်မလို့ဒီနေရာမှာ North Carolina Carboro တောင်းတောင်းမှာကျွန်တော်တို့မြမပြည်စစ်အာဏာရှင်အမြင့်ပြတ်အဆုံးတတ်ရေးအတွက်တိုက်ပွဲဝင်နေကြတဲ့စိတ်တူကိုယ်တူတော်လှန်ရေးကိုမောင်တော်မတွေလာရောက်ဆုံပြီးခြင်းဖြစ်ပါတယ်ကျွန်တော်တို့အခုလိုမင်းအောင်လိုင်းကိုအကြမ်းဖက်အာဏာလုခေါင်းဆောင်လူသက်ကောင် ဝရမ်းကျင်းမင်းအောင်လိုင်ကိုအမြန်ဆုံးဖမ်းဆီးရရှိရေးနဲ့ဆရာနာရှင်ပြည့်ပြတ်ဆုံးသက်ရေးအတွက်ကျွန်တော်တို့ကမ္ဘာအကြီးအကျယ်မှာရောက်ရှိနေကြသောသက်ဆိုင်ရာခေါင်းဆောင်တွေတာဝန်ရှိခေါင်းဆောင်တွေတာဝန်အပြည့်ယူပေးပါအမြန်ဆုံးမင်းအောင်လိုင်ဝရမ်းကျင်းမင်းအောင်လိုင်ကိုဖမ်းဆီးပေးပါကြံဒီနေရာနေ့ကျွန်တော်တောင်းဆိုအပ်ပါတယ် United Nation ကြီးကလည်းတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ကမ္ဘာကြီးမှာဖြစ်ပျက်နေတဲ့စစ်ဘေးဒုက္ခတွေ ကမ္ဘာဝဘီဒုက္ခတွေကိုတာဝန်အပြည့်နဲ့ United Nation ကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းဖြစ်တဲ့ United Nation ကြီးကလည်းအလုတ်လုတ်ပါတာဝန်ယူပေးပါလို့ကျွန်တော်အလေးအနက်ကျွန်တော်တောင်းဆိုအပ်ပါတယ်ကမ္ဘာကုလသမဂ္ဂအနေနဲ့ကမ္ဘာကြီးမှာဆရာနာရှင်တွေလွှမ်းမိုးပြီးတော့ပူကြနေတဲ့လုံရက်ကိုကြားလိုက်တိုင်းသိလိုက်တိုင်းမှာကမ္ဘာကုလသမဂ္ဂအတွေ့အကြုံကိုတိုင်ကိုက ိတ်မကောင်းပါဘူးဝမ်းနေပါတယ်ကန့်ကွက်ပါတယ်ရှုံချပါတယ်ဆိုတဲ့စကားတန်ကြီးပဲကြားနေရပါတယ်ပါဇက်ကကြီးပဲမပြောပါနဲ့အလုံးလုံးပါလို့ကျွန်တော်တောင်းဆိုပါတယ်ကဘာကြီးကိုဥဆောင်နေတဲ့ကဘာကောင်းဆောင်များကဘာကြီးငြိမ်းချမ်းမှုအတွက်အလုံးလုံးပေးကြပါတာဝန်ယူပေးကြပါကျွန်တော်ဒီနေ့